စကိုင်းတိုင်းရဲ့မြို့တော်မုံရွာမြို့နယ်စတောင်းရွှေဘိုစတဲ့မြို့နယ်တွေမှာရွှေကောက်ပွဲအတွက်ကြိုပြင်တဲ့အနေနဲ့စောစုကအထိုင်းစကန်နဲ့ကာကင်းတွေကိုတိုးချဲ့လာတယ်လို့တော်လိုင်းအင်အားစုတွေကသုံးသပ်ပြောဆိုကြပါတယ်။ရွှေဘိုမြို့တောင်ဘက်မုံအနီးကကြေးရွာတွေမှာစောစုကအခုရက်ပိုင်းအတွင်းအထိုင်းစကန်တွေတိုးချဲ့ချထားပြီးတော့နေရာ၅နေရာလောက်မှာလည်းကာကင်းစကန်တွေချထားတယ်ကတွေ့ရတယ်လို့ဝက်လက် information and network အဖွဲ့ကတာဝန်ရှိသူတို့ကပြောပါတယ်။ ရွှေဘိုမြို့တောင်ဘက်မှာရှိတဲ့တကနန်းရှာတော်ရွာရွှေဘိုတဲဝင်တဲ့မူပေါင်လန်လက်ပံကုန်းရွာဘီအီအရက်ချက်ဆက်ယုံစတဲ့နေရာတွေမှာနေရာဖြန့်ယူထားတာဖြစ်တယ်လို့သူကပြောပါတယ်။ဒါပြင်မုံရွာမြို့နယ်ကကြောက်ကရွာလန်တလျှောက်မှာလည်းစုံစုတက်ကကာကင်စကန်တွေတောက်လျှောက်ချထားတယ်လို့လည်းဆိုပါတယ်။ရွှေဘိုမန္တလေးလမ်းပေါ်ကစတောင်မြို့ရဲ့မြောက်ဘက်ဂူကြီးတွင်းရွာကိုအော်တိုဘာ22ရက်ကလေးကအင်အား150လောက်နဲ့ဝင်ရောက်နေရာယူထားပြီးတော့အခုချိန်ထိတော့ လှုပ်ရှားမှုမရှိသေးပါဘူး။ရွှေဘုံမြို့အရှိတ်ဘက်ကကြောင်မြောင်းခမရ72ကိုစကိုင်းတမ33ကနေ MI70 ရဟတ်ရင်နဲ့လူလက်နက်နဲ့ရိတ်ခါတွေအင်အားဖြည့်တင်းနေရတွေ့ရတယ်လို့လည်းသူကစပ်ပြောပါတယ်။အလားတူစကိုင်းတမ33ကနေရွှေဘုံစခါရရှင်ခမရ72ဝင်းတုံမြို့ခမရ120စတဲ့နေရာ3နေရာမှာလဲစောစုကစကိုင်းတမ33ကနေ ယဟန်ရင်တွေအပြင် MI 783စီးနဲ့အင်အားဖြည့်တင်းတာတွေဇက်တိုက်လှုပ်ဆောင်ခဲ့တယ်လို့ Wildlife Information နဲ့ Network ကပြောပါတယ်။